နော်မကတတုတ်တံမကတဆိုတာမြောက်ပေါ့ဟိမွန်ဒါမာတဲ့လူတွေရောမြောက်တွေရောကျက်စားနိုင်တဲ့နေရာရှိတယ်တဲ့။နောက်မြောက်တွေသာလင်းကျက်စားနိုင်ပြီးတော့လူတွေမကျက်စားနိုင်တဲ့နေရာရှိတယ်တဲ့။အလွန်ဟိုကြမ်းတမ်းတဲ့နေရာမျိုးကြောက်ကဘာတွေနဲ့တပင်ကြီးတွေနဲ့လူတွေမနေနိုင်ဘူး။မြောက်တွေပဲနေနိုင်။နောက်လူတွေလည်းမနေနိုင်နဲ့မြောက်တွေလည်းမနေနိုင်နဲ့ပိုးပြီးတော့ကြမ်းတမ်းခက်ခဲတဲ့နေရာတွေလည်းရှိတယ်တဲ့။နေရာ၃မျိုးနော်။ ဲ့ဒါလူတွေကဒီမြောက်တွေကိုဖမ်းကျင်တဲ့အခါကျတော့လူရောမြောက်ရောကျဆားနိုင်တဲ့နေရာမျိုးမှာမြောက်နှဲစည်းကို ထောင်းနေတဲ့အလွန်စိတ်ကက်တဲ့တစ်ပင်ကတစ်ပင်တစ်မျိုးကထွက်တဲ့အစေးပေါ့ထိမိရင်ခွာလို့မရတော့ကတ်နေအဲ့ဒီမြောက်နှဲစည်းကိုထောင်းတဲ့အခါကျတော့မြောက်တွေကတကယ်လို့သာလူတွေမကျဆားနိုင်မဲနဲ့မြောက်တွေကြီးသာကျဆားနိုင်တဲ့နေရာမှာနေမယ်ဆိုရင်ဘာမှပြဿနာမရှိဘူးသူတို့အတွက်ခုသူတို့ကဘယ်လိုလာတော့လူတွေရောမြောက်တွေရောကျဆားတဲ့နေရာလာလာတော့လည်းပဲကိုယ့်ဟာကိုယ် ရူးရူးတန်းတန်းမနေဘူးအငြိမ်ကမနေဘူးကနာကမငြိမ်ဟုတ်လားကနာမငြိမ်တော့ဘာလုပ်တော့အဲ့ဒီလူတွေထောင်းထားတဲ့မြောင်သေးစီကိုသွားကင်တယ်။သွားကင်တော့ဆက်တော့ဗာလေးလေးလိုကင်ကြည့်တယ်။ပြန်ပြီးတော့ခွာမယ်ဆိုတော့ခွာလို့မရတော့။အလက်တစ်ဖက်ကကတ်သွားရော။နောက်လက်တစ်ဖက်နဲ့တခါထက်ပြီးတော့အဲ့ဒီလက်တစ်ဖက်ကိုလွတ်အောင်လို့လှုပ်လိုက်တော့အဲ့ဒီနောက်တစ်လက်တစ်ဖက်ပါကတ်သွား။အဲ့ဒါနောက်ခြေတော်တစ်ဖက်နဲ့အဲ့ဒါကိုကန်ပြီးတော့ခွာမယ်ဆိုတော့အဲ့ဒီခြေတော်ပါကတ်သွား။နောက်ခြေတော်တစ်ချောင်းနဲ့ထက်ပြီးတော့ဒါဒီ၃ချောင်းကိုလွတ်အောင်လုပ်မယ်ဆိုတော့ခြေတော်၄ချောင်းလုံးကတ်သွား။ဟုတ်လား။ ဲ့ဒါနဲ့ဘာပဲလှုပ်ဆက်ဆိုတော့နှုတ်သီးပေါ့နော်နှုတ်သီးနဲ့ထိုးပြီးတော့ဒီလေးချောင်းကိုလွတ်အောင်ယုံလို့နှုတ်သီးပါကတ်သွားမလှုပ်နိုင်တော့အဲ့ကြတော့မှတနေရာကြည်နေတဲ့မုတ်ဆိုးကနောက်သူ့ကိုရိုက်တက်ပြီးတော့မိခင်ပြီးတော့လူရင်နဲ့အသားကိုယူသွားတယ်တဲ့အခုနေရာမှာကိုမကျက်စားမိလို့ဒုက္ခရောက်ရတာကိုအဓိကပြောလို့ရင်းပေါ့နော်ခုနကတည်းကဥမာနဲ့မထူးပါဘူးဆိုလို့ရင်းဟုတ်လားအဲ့ဒီမှာလည်းမြတ်စွာဘုရားကိုနေရာဆိုတာသတိပဋ္ဌာန်တရား၄ပါး ော်သူများနေရဆိုတာကာမဂုဏ်အာယုံ၅ပါးလို့ဒီလိုဟောတယ်ဟုတ်လားအဲ့ပြောနေတာပါတော့ဘဝဟိုတော့ကံတရားကနေရကောင်းတော့ပေးလိုက်တာပဲဘုံတို့မှာနေရကောင်းရောက်လာပရိဒုပါဒေတာဝါဒကောင်းလိုက်တာပေါ့ဟုတ်လားအဲ့ဒါကိုလည်းဉာဏ်ရှိလို့ဟာထပ်ပြီးတော့ကောင်းတဲ့ကောင်းတဲ့နေရာကိုရွေးချယ်ပြီးတော့နေပြန်တာပဲပရိဒုပါဒေတာဝါဒမင်္ဂလာတွေကုသိုလ်တွေရရင်တော့ပရိဒုပါဒေတာဝါဒမင်္ဂလာတွေရလာပေါ့ဟုတ်လားသို့တော့အနုညာသုံးအသိမွေသုံးနော်ဒီစိတ်ကို ဘယ်နေရာမှာထားမလဲဒါကဟိုနောက်လာမဲ့မင်္ဂလာတွေနဲ့တော့အများကြီးဆက်ဆက်မှုရှိတာပေါ့နော်ဟုတ်လားမင်္ဂလာဆိုတာကုသိုလ်ကောင်းမှုဖြစ်ခြင်းရဲ့အကြောင်းလို့ပြောထားတာပဲလေဟုတ်လားအဲ့တော့ကိုယ့်ရဲ့စိတ်ကကောင်းမြတ်တဲ့နေရာကုသိုလ်ဖြစ်စေတတ်တဲ့နေရာကိုထားနိုင်မှဘုန်းဘုန်းတို့ကကုသိုလ်ကောင်းမှုတွေနဲ့ကြီးပွားကြမှာ哦ဟုတ်လားဒါကြောင့်မလို့နော်အရေးကြီးတဲ့နောက်ဆုံးအဆင့်ကလေးပေါ့ဒါကတော့ဒီမင်္ဂလာနဲ့ဆက်ဆက်ပြီးတော့တွေးစရာလေးကိုပြောတာပါ နော်အဲနေရာကောင်းမှာနေရပြီဆိုတဲ့ကွာစားမင်္ဂလာတော့ရှိနေပြီသို့တော့အသုံးမချနိုင်မှုရှင် မင်္ဂလာမရှိတတ်ဘူးလို့ဟုတ်လားတပြေကံဆိုတော့ဤပြောထားတဲ့စကားလေးကိုမမေ့နဲ့ပေါ့နော်